မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကို တင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တောင်တကုန်းမြို့နယ်လောက်ဝကရုံးကိုပြင်းအားမြင့်တဲ့လက်ပြဘုံများနဲ့ပြစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ2ရက်နေ့ည10:15မိနစ်ကရန်ကုန်မြို့မှာရှိတဲ့တောင်တကုံမြို့နယ်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံလောက်ဝကရုံးမှာရှိတဲ့အကြမ်းဖက်စစ်ခွေးများကိုပြင်းအားမြင့်နဲ့လက်ပစ်ဗုံး၃လုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခတ်ရာပြင်းမှတ်ကိုထိထိရောက်ရောက်ကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်။လက်ပစ်ဗုံးနဲ့စော်ပြီးတဲ့နောက်ပိုင်းထုံးစံအတိုင်းပဲလမ်းတွေကိုပိတ်ပြီးစစ်ဆေးတာတွေလုပ်တယ် နောက်ဆက်တွဲကတော့စစ်ခွေးတွေ ထိဖို့များပါတယ်တေးသေးချာချာကိုထိခိုက်ခဲ့တာအဲ့ဒီရုံးမာကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်ကြားမှုတွေလုပ်နေတယ်လို့သတင်းရပါတယ်လို့ရန်ကုန်အာမေကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီရုံးဟာအကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကဦးစီးပြုတ်လို့မဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်လုပ်ကင်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အတည်ပြုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမေနဲ့အနောက်ပိုင်းခရိုင်ပတ်ကောက်ဖတ်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မြို့ပြပျောက်ကြားရဲဘော်များ BNL ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြမ်းဖက်စစ်ကောင်စီကပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲမှာပါဝင်လုက္ကင်နေကြသူများကိုဆက်လက်ပြီးတော့အပြင်းထန်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ပြည်သူတွေအနေနဲ့မိမိတို့ပတ်ဝန်းကျင်ကတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လုပ်ငန်းကိစ္စတွေကိုဆောင်ရွက်နေတာတွေကိုသိရှိသမျှလာရောက်ပြီးတော့သတင်းပေးမှုတွေအပေါ်မှာလည်းကျေးဇူးတင်ပါတယ်လို့ပြောကြပါတယ် နောက်လဲသိရှိသမျှသတင်းတွေကိုပေးကြဖို့တိုက်တွန်းကြပါတယ်ကျွန်တော်တို့တွေအနေနဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နေရာလူပုတ်ကိုအားလုံးကိုပြင်းပြင်းထန်ထန်စန့်ကျင်တိုက်ခိုက်သွားပါမယ်လို့ပြောကြပါတယ်လို့ရန်ကုန်အာမေကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ကမိုးကုတ်မြို့ကိုသွားတဲ့လမ်းပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နောင်ချိုမိုးကုတ်လမ်းပိုင်းက30ကျေးရွာကိုစစ်ခွေးတပ်ကသိမ်းပိုက်ပြီးတဲ့နောက်အဲ့ဒီရွာအကျော်ကတော်မွန်ကျေးရွာနားမှာတိုက်ပွဲတွေဖြစ်နေတာလို့နောင်ချိုမျိုးကန်တွေကပြောပါတယ်တောင်းတမ်တော့ TNL သိမ်းပိုက်ထားတယ်မန္တလေးတိုင်းအတွင်းကမိုးကုတ်မျိုးစီကိုစစ်ကြောထိုးဖို့စ조사နေတဲ့စစ်ခွေးတပ်ဟာနောင်ချို30ဟိုခုံမိုးကုတ်လမ်းပိုင်းက30ရွာကိုဇွန်လ28ရက်နေ့မှာသိမ်းပိုက်ရရှိခဲ့ပြီးတော့လက်တလုံးမှာတော်မွန်ရွာနားအထိကိုရောက်နေပြီဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလမ်းပိုင်းကဟိုခိုကြီးရွာဟာ ပြင်းဦးလွယ်မိုးကုတ်လမ်းမိုင်းနဲ့နောင်ချိုမိုးကုတ်လမ်းမိုင်းရဲ့စုံချက်နေရာမှာရှိပြီးတော့နှစ်ဖက်တိုက်တွေဆင်ရေးအရာအရေးပါတဲ့ကြေးရွာလေးဖြစ်တယ်လို့သိရပါဗါးဟိုခိုကြေးရွာဟာအရင်ကတည်းကတိုင်းသာလက်နက်ကိုင်းတွေစုံမှုတဲ့နေရာလေးဖြစ်ပါတယ်လက်တလုံးမှာတော့ဟိုခိုရွာကိုတော်လိုက်တက်တွေကထိန်းချုပ်ထားပါတယ်30အကျော်တွေမှာတိုက်ပွဲတွေကျန်းနေတော့မယ်လက်နက်ကြီးတန်းတွေကျန်းနေရတယ်လို့နောင်ချိုမျိုးကန်တို့ကပြောပါတယ်ဟိုခိုရွာနဲ့မိုးကုတ်မြို့ဟာ56မိုင်กว่าဝေးပါတယ်စစ်ခွေးတပ်ဟာဇူလိုင်လ29ရက်နေ့မနက်ပိုင်းမှာမိုးကုတ်မြို့ရဲ့လူစီကားတဲ့နေရာတွေကိုဥတီပြီး ဘုံကျဲပြီးတဲ့နောက်ဩဂတ်လ2ရက်နေ့မနက်မှာမိုးကုံမြို့အနောက်ပိုင်းကပြည်သူတွေအသွားအလာများနေတဲ့အချိန်မှာထမှန်ဘုံကျဲခဲ့လို့ပြည်သူ၁၂ဦးသေဆုံးခဲ့ပြီး14ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ TNL မန္တလေး PDF PDF မိုးကုံဗျူဟာစတဲ့ပူးပေါင်းတပ်တွေကမိုးကုံမြို့ကို1027စစ်ဆင်ရေးဒုတိယလှိုင်းအတွင်းမှာ2024ခုနှစ်ဇူလိုင်လ24ရက်နေ့မှာ အပိသက်သိမ့်ပိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီအန်အလီကလည်းမိုးကုံမျိုးစီကိုဝင်ရောက်လာနိုင်တဲ့လမ်းပိုင်း6ခုကိုဖြတ်တန်းခွင့်ကိုယာယီပိတ်လိုက်တယ်လို့ဇူလိုင်လ28ရက်နေ့ကကြေညာထားပါတယ်။မိုးကုံကြောင်မဲလမ်းပိုင်း၊မိုးကုံမိုးမိတ်လမ်းပိုင်း၊မိုးကုံစင်ကူးလမ်းပိုင်း၊မိုးကုံတပိတ်ချင်းလမ်းပိုင်း ပြင်းလွယ်အုံမသီးအုံမခါလမ်းပိုင်းနဲ့ဒကောင်းတွင်းငယ်မိုးမိတ်လမ်းပိုင်းတွေကိုဇူလိုင်လ26ရက်နေ့ကစပြီးတော့ဩဂတ်လ9ရက်နေ့အထိလို့ကြေညာထားပါတယ်အဲ့ဒီလမ်းပိုင်းတွေကပြင်းလွယ်အုံမသီးအုံမခါလမ်းပိုင်းဟာနောင်ချုံနဲ့ပြင်းလွယ်လမ်းပိုင်းဖြစ်ပါတယ်တီအန်အလီရဲ့ကြေညာချက်မှာတော့မိုးကြီးပြီးတော့လန်ဒရာတွေပြက်စီရင်ကြောတွေပိတ်ဆို့နေလို့ပြုတ်ပြင်ဖို့လို့ပြောဆိုထားပါတယ်ဒါအပြင်နောင်ချုံမြို့ကိုထိန်းချုပ်ထားတဲ့စစ်ခွေးတပ်ကနောင်ချုံမြို့မှာနေထိုင်သူတွေမဟုတ်တဲ့သူတွေကို မျိုးတွင်းကိုဝင်ရောက်ခွင့်ပိတ်ပင်ထားတယ်လို့နောင်ချုံမျိုးကန်တွေကပြောပါရယ်စည်ရင်းပေးရပါတယ်မျိုးထဲမှာနေတဲ့သူမဟုတ်ဘူးဆိုရင်ဝင်လို့မရဘူးလှည့်ပြန်ခိုင်းနေတယ်လို့နောင်ချုံမျိုးကန်တွေကပြောပါရယ်ဒါအပြင်စစ်ခွေးတပ်ဟာနောင်ချုံမျိုးကရွှေဆိုင်ပိုင်ရှင်တွေရဲ့နေအိမ်တွေအပါအဝင်နေအိမ်အလုံး20လောက်ကိုလိုက်လံချိတ်ပိတ်နေတယ်လို့နောင်ချုံမျိုးကန်တွေကပြောပါရယ် ်စစ်ကောင်စီကနောင်ချုံမြို့ကန်တွေကိုနေရက်ပြန်လာကြဖို့ခေါ်နေပေမယ့်မြို့ကန်အများစုကတော့စစ်တပ်ကိုမယုံဘူးဆိုပြီးတော့မပြန်ကြသေးပါဘူးအ ਨੇ စုလောက်သာနေရက်ကိုပြန်နေကြတယ်လို့နောင်ချုံမြို့ကန်တွေကပြောပါတယ်1027ဆက်စင်ရေးဒုတိယလှိုင်းစတင်ခဲ့တယ်2024ခုနှစ်ဇွန်လ25ရက်နေ့မှာပဲတောင်းတက်မတော် TNL နဲ့ပြည်သူ့ကာကွယ်တက်မတော်မန္တလေးအပါအဝင် PDF ပူးပေါင်းတက်တွေက တရက်ထဲနဲ့အလွယ်တကူသိမ့်ပိုင်နိုင်ခဲ့တဲ့နောင်ချိုမျိုးကိုစစ်ကောင်စီကတနှစ်ကြာထိုးစစ်ဆင်ခဲ့ပြီးပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကမှမျိုးကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မက်ဂွေတာဆက်လင်းမြို့နယ်ကညောင်တိုက်နယ်အတွင်းမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာစစ်ခွေးများထိခိုက်ဒိဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ30ရက်နေ့ဆက်လင်းမြို့နယ်ကညောင်ကြီးရွာဘက်ကနေအင်အား150ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးစစ်ကြောင်းကိုတညောင်ကျေးရွာနဲ့တောင်ဖီလာကျေးရွာအရောက်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကလက်နက်ကြီး drone များနဲ့တိုက်ခိုက်ခဲ့ရာစစ်သားများအထိနာပြီးတော့တညောင်ဓာအားခွဲယုံကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ထိခိုက်ဒေဆုံးမှုကတော့ရှိပါတယ်။အတိအကျတော့မသိရသေးဘူး။လူနာတင်ကားနှစ်စီးနဲ့စိတ်ဖြူဘက်ကိုတဲသွားတယ်လို့တော့သတင်းရထားတယ်။ဒီကောင်တွေဘက်ကလက်နက်ကြီးနဲ့စပစ်တယ်ပြီးတော့လက်နက်ငယ်တွေနဲ့ပစ်ပြီးဝင်လာတာပါ။ကျွန်တော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက 81မမလက်နက်ကြီး60မမလက်နက်ကြီးတွေနဲ့ပြန်ပစ်တဲ့အချိန်မှာတညောင်ဘက်ကိုပြန်ဆုတ်ပြေးသွားတာပါလို့သခင်ဖိုးလာကြီးတပ်ဖွဲ့6ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို သခင်ဖိုးလာကြီးတပ်ဖွဲ့6ပခုတ်ကူခရိုင် ML 4တိုက်ရင်တက်ခွဲ1နှစ်သိန်းငတ်နဲ့ ဒရုန်းလက်ယုံတပ်ဖွဲ့ဆလင်းပကဖဇုံသုံးနဲ့မဟာမိတ်တပ်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘူးလို့ပြောပါတယ်။လာမယ့်ကာလအတွင်းမှာတိုက်ပွဲအရှိန်မြင့်တက်လာနိုင်တဲ့အတွက်ကြောင့်လိုအပ်တဲ့လက်နက်ခဲယမ်းများကိုဝယ်ယူရန်အတွက်မိဘပြည်သူများကဝိုင်းဝန်းပြီးတော့ကူညီထောက်ပံ့ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့2015ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD အစိုးရကစစ်တပ်ကိုမုံတင်းစေတဲ့လှုံ့ဆော်မှုများကိုလှုံ့ဆော်ခဲ့တယ်လို့အကြံဖတ်စိတ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကပဲခူးတိုင်းတောင်ငုံမြို့မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်တပ်အရာရှိစစ်သည်များနဲ့တွေ့ဆုံတဲ့အချိန်မှာစိတ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကအခုလိုပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ ဒီမိုကရေစီဒုတိယအစိုးရ NLD အစိုးရတပ်တန်းကာလမှာတမတော်ကိုမုံတီးစေတဲ့ရေးသားပြောဆိုမှုများလှုံ့ဆော်မှုများကိုတိုက်ရိုက်သုံးမဟုတ်တွဲဝိုက်ပြီးတော့လှုံ့ဆော်ခဲ့ကြောင်းအလားတူပဲစီးပွားရေးအုပ်ချုပ်ရေးနဲ့ကဏ္ဍအသီးသီးမှာလုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့်နိုင်ငံတော်ဟာအဖက်ဖက်ကနေပြီးတော့ဆုတ်ယုတ်ခဲ့ရကြောင်း2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲမတမာမှုများလှုပ်ဆောင်ပြီး၎င်းတို့ပါတီအာဏာရရေးအတွက်ဆောင်ရွက်ခဲ့ကြကြောင်းမင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်အချမ်းဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကအခုနောက်ပိုင်း NLD ပါတီကိုအဓိကရည်ရွယ်တဲ့တိုက်ခိုက်တဲ့ပြောဆိုမှုများကိုခက်စိတ်စိတ်ပြောဆိုလာခဲ့ပြီးတော့ဇူလိုင်လ31ရက်နေ့ကကာလုံအစည်းအဝေးမှာလဲလက်ရှိအခြေအနေအရရအားလုံးဟာ NLD ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဇူလိုင်လ31ရက်နေ့ကကာလွန်အစည်းအဝေးမှာ NLD အစိုးရလက်ထက်စီးပွားရေးအခြေအနေထဲစစ်တပ်က GDP 1.5ရာခိုင်နှုန်းတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးတော့ကမ္ဘာဘဏ်ရဲ့စီးပွားရေးကျဆင်းမယ်ဆိုတဲ့သုံးသပ်မှုများဟာအချက်အလက်မပြည့်စုံမှုကိုအခြေခံထားပြီးတော့မမှန်ကန်ဘူးလို့မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။အလားတူပဲဇူလိုင်လ30ရက်နေ့ကစီကောင်စီနှုတ်ဆက်ဂုံပြူပွဲမှာလည်းလက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေအလုံးဟာ NLD ကြောင့်ဖြစ်တယ်လို့စွပ်စွဲပြောဆိုလိုက်ပါတယ်2020ရွေးကောက်ပွဲမှာမဲမတမာမှုများဖြစ်ပေါ်ခဲ့ရခြင်းကြောင့်ဖြစ်တယ်လို့ပြောပါတယ်မဲစည်ရင်မှားယွင်းမှုများအထွတ်တာဝန်ရှိသူများကိုစီစစ်အရေးယူဆောင်ရွက်ပေးရန်သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းကိုအချိန်ချင်းအတိပေးအကြောင်းကြားခဲ့တော်လဲဖြည့်ရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲလွတ်တော်ခေါ်ယူပြီးတော့နိုင်ငံတော်အာဏာကိုအဓမ္မယူရန်ဆောင်ရွက်ခဲ့ခြင်းကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအရေးပေါ်အခြေအနေကိုကြီးညာပြီးနိုင်ငံတော်ရဲ့တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်တယ်လို့မင်းအွန်လိုင်းကပြောဆိုခဲ့ပါတယ် အချမ်းမဲ့စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်က NLD ပါတီအနေနဲ့2020ရွေးကောက်ပွဲမှာမဲမတမာမှုနဲ့တရားမဲ့ပြုကျင့်မှုများကိုကျူးလွန်ခဲ့ကြောင်းအချိန်ချင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီထံမှပြန်လည်ပြီးတော့မှတ်ပုံတင်ထားခြင်းမရှိတဲ့ NLD ပါတီအနေနဲ့ဆက်လက်ပြီးတော့ရည်တည်ပိုင်ခွင့်မရှိစေရန်အတွက်အ धिक ရည်ရွယ်သောအပြင်ဥပဒေပြင်ဆင်ချက်တရက်ကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရွေးကောက်ပွဲမှာမဲမတမာမှုနဲ့တရားမဲ့ပြုကျင့်မှုများကိုကျူးလွန်ကြောင်းစီစစ်တွေ့ရှိရလျင် နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိဘူးဆိုပြီးတော့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုဇူလိုင်လ28ရက်နေ့မှာမင်းအွန်လိုင်းကပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာစစ်မှုထမ်းဆင့်ခေါ်မှုများကိုအခုစစ်မှုထမ်းအပတ်စဉ်16ကစတင်ပြီးတော့စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များအဖြစ်တတ်မှတ်လိုက်ပြီးပြင်ပကိုထုတ်ပြောခြင်းမပြုရန်ညွန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အခုဩဂတ်စ်လအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်16အတွက်စစ်မှုထမ်းရလူငယ်များကိုစင့်ခေါ်မှတ်ပုံတင်ခိုင်းရမှာအရင်လိုမျိုးပွင့်လဲမြင်သာမှုမရှိတော့ပဲစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်အဖြစ်နဲ့တတ်မှတ်ကစရင်သွင်းခြင်းစာပေးပို့ပြီးတော့စစ်မှုထမ်းအဖြစ်နဲ့မှတ်ပုံတင်ခိုင်းခြင်းကိုရီးအချက်လက်များကိုလျှို့ဝှက်စွာကောက်ယူခြင်းများလှုပ်ဆောင်လာကြောင်းဗဇုံတော်မျိုးနယ်ကစစ်မှုထမ်းစင့်ခေါ်ခံရတဲ့လူငယ်တအုပ်ရဲ့အုတ်ထင်းသူကပြန်လည်ပြောပြထားပါတယ်စစ်မှုထမ်းစရင်သွင်းမှုစင့်ခေါ်စာမှာလည်းလျှို့ဝှက်ဆိုပြီးတော့ပါတယ်အကြောင်းကြားစာမှာလည်းလျှို့ဝှက်ဆိုပြီးရေးထားတယ် ီးတော့စစ်မှုထမ်းရမယ်အခြေအနေတွေကိုလည်းပြောရဆိုပြီးတော့အပြင်ကိုထုတ်ပြောလို့မရဘူးဆိုပြီးရုံးမှာခေါ်ပြောပါတယ်လို့အဲ့ဒီအုတ်ထင်းသူကပြောပြထားပါဗျ။မရန်ကုန်မြို့နယ်မှာစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကလည်းစစ်မှုထမ်းဆင့်ခေါ်ရမှာလူမြင်ကွင်းမှာပေါ်ပေါ်တင်တင်လှုပ်ဆောင်ရင်လူငယ်များထွက်ပြေးမှုများရှိလာတဲ့အတွက်ပြောရဆိုတာလှုပ်ဆောင်ရင်အခုစစ်မှုထမ်းအပတ်စဉ်16ကစတင်ပြီးတော့စစ်မှုထမ်းဆင့်ခေါ်မှုလုပ်ငန်းစဉ်များအားလုံးကိုစစ်ဘက်ဆိုင်ရာပြုတ်ဝတ်ချက်များအဖြစ်နဲ့တတ်မှတ်တယ်လို့ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်းပြောပြထားပါတယ်။လူငယ်တွေရဲ့နာမည်စည်းရင်းတွေကအစလျှို့ဝှက်ဖို့ထွက်ပြေးတာတွေမဖြစ်စေဖို့လျှို့လျှို့ဝှက်ဝှက်နဲ့လှုပ်ကြဖို့ညွှန်ကြားထားပါတယ်။စစ်မှုထမ်းစင်ခေါ်ရေးကလည်းစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်နဲ့အကျုံးဝင်လို့အပြင်ကိုတရင်မထွက်စေဖို့တိုးတိုးတိတ်တိတ်လှုပ်ဖို့ကိုလည်းညွှန်ကြားထားတယ်လို့မရန်ကုန်မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့နဲ့နှိစက်တဲ့တရင်ရင်းတွေကရှင်းပြထားပါတယ်။အချက်ဖတ်စစ်ခွေးတက်ကဇော်လိုင်လာ28ရက်နေ့ကစစ်ဘက်ဆိုင်ရာလူဝတ်ချက်များထိမ့်သိမ်းကာကွယ်ခြင်းဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးတော့အဲ့ဒီဥပဒေအရစစ်သားရဲပြည်သူစစ်ခေါ်ပြူစောတိများနဲ့ ်ပြည်သူများအားလုံးကိုစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက် ပေါက်ကြားရင်ပေတံနဲ့တသက်ကြွန်းပြစ်ဒဏ်ချမှတ်နိုင်ကြောင်းပြထားထားပါတယ်စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များထိမ့်သိမ်းကာကွယ်ခြင်းဥပဒေရဲ့ပုံမှန်16မှာမြည်သူမဆိုစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များတဲကလျှို့ဝှက်ချက်တရရက်ကိုဥပဒေနဲ့အညီလွှဲပြောင်းခွင့်ရှိသူရဲ့ခွင့်ပြုချက်မရှိပဲအခြားသူတဦးထံကိုလွှဲပြောင်းပေးခြင်းပြုလုပ်ကြောင်းပြည်မှုထင်ရှားစီရင်ခံရရင်အဲ့ဒီသူကိုထောင်ဒဏ်တသက်ဖြစ်စေတေဒဏ်ဖြစ်စေချမှတ်ရမှာဖြစ်ကြောင်းအလားတူပဲ ညီသူမစိုးစစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်ထိမ့်သိမ်းခြင်းဥပဒေပါတားမြစ်ချက်တစ်ခုခုကိုကျူးလွန်ရမှာအားထုတ်ခြင်းအားပေးကူညီခြင်းနဲ့ပူးပေါင်းကြံစည်ခြင်းတို့ကိုပြုလုပ်သူများကိုအရေးယူနိုင်ကြောင်းပြဌာန်းထားပါတယ်။ စစ်ဘက်ဆိုင်ရာလူဝတ်ချက်များထဲမှာစစ်တပ်ရဲ့ဗျူဟာများစစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးကိစ္စရပ်များစစ်တပ်ရေးရင်လေးရင်အခြားရင်စိုက်ရန်တရားလက်နက်ခဲရန်စစ်အုံဆောင်ပစ္စည်းတို့နဲ့သက်ဆိုင်တဲ့ဤပညာများဤစနစ်များထုတ်လုပ်တက်ဆင်မှုပညာရပ်များနဲ့သတင်းအချက်အလက်များအပါအဝင်စစ်ဘက်ဆိုင်ရာဤပညာများလုတ်ထုတ်လုံဤများဤစနစ်များလည်းပါဝင်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ